ကိုကိုကိုငဲ့ညာတနာတက်ဖို့လိုပါတယ်စိတ်ပူလောင်ဆင်းရဲစရာစိတ်ညင်ွမ်းစရာစိတ်ရှုပ်ထွေးစရာတွေက လူလောကလူတဘာဝအများကြီးရှိနေကြပါတယ်จิตူကြောင့်ဤကိုမောင်နှမကြောင့်မိသားစုကြောင့်လင်ကြောင့်မယားကြောင့်ဟိုလူကြောင့်ဒီလူကြောင့်ဆိုပြီးဖြစ်ပေါ်လာတဲ့စိတ်ဆင်းရဲမှုတွေကအများကြီးရှိကြတယ်စိတ်ဒီကပင်ပန်းလွန်းလို့ကြာရင်စိတ်တကူးတွေပါပျောက်ဆုံးသွားနိုင်တယ် စိတ်ချမ်းသာအောင်ကိုကိုကိုထားပေးဖို့လိုတယ်လေတဏိတာအတိတ်ထံကိုမတက်ဆွမ်းရင်နေတဝက်အတိတ်ထံသို့မဟုတ်နာယီပိုင်းအတိတ်ထံတွေကိုအတိတ်ထံကြည့်ပါဥပမာငါဒီနေ့ငါဒီမနက်ပိုင်းငါဒီနေ့လေခင်ပိုင်းငါဒီနာယီအတော်အတွင်းပိုင်းဘယ်သူကြောင်းဘယ်သူအတွက်နဲ့မှငါစိတ်အစင်းရဲမခံတော့ဘူး။ဘာအကြောင်းနဲ့မ ငါစိတ်ဖြူစင်အေးချမ်းမှုကိုအပြတ်မခံတော့ဘူးငါစိတ်ချမ်းသာအောင်ငါကိုယ်တိုင်ကြိုးစားနေမယ်လို့တနေ့သုံးမဟုတ်နေ့တစ်ဝက်သုံးမဟုတ်နာရီအပိုင်းခြားဒီလိုလေးတွေကနေဖြည်းဖြည်းချင်းကိုစွမ်းသလောက်ဆက်ပြီးလေ့ကျင့်အတိတ်ထံပါအတိတ်ထံပြီးရင်တော့အတိတ်ထံကိုလေးထားပါစိတ်ဆင်းရဲစရာကိစ္စကြုံတိုင်းငါအတိတ်ထံထားတာပဲဒီအတိတ်ထံကိုလေးစားတန်ဖိုးထားရမယ်လို့တွေးတာ ਨੇ ချိတ်ဆင်းရဲမှုကရှေ့မတိုးဝင်တော့ပါဘူးအတိတ်ထံပါရမီလဲမြောက်စိတ်ကိုလဲကာကွယ်အနာပေးရာရောက်တယ်ကိုယ်စိတ်ကိုကိုယ်ကိုယ်ကိုငဲ့ညာရာလဲရောက်တယ်လက်တွေ့အတုံးတဲကြပါစေ။